စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်ပါကိုပဲရည်တည်ခြင်းနဲ့လောကမှုတွေရဲတင်းရှိတော်တော်မယ်သူတစ်ပါးနောက်လိုက်လို့တဲ့ကိစ္စတွေကလုံးကအနောက်ရှက်တွေရှိမယ်တပါးသူအကြံဉာဏ်ကိုယူပြီးလို့ရင်ကိုလုံးမားမယ်ကိုပဲဉာဏ်ဉာဏ်နဲ့လှုပ်ပါတွဲလှုပ်တာတဲ့ဒီကိုယ်တော်တော်တာကြိုးပေးမယ်ယင်းဤသူများနဲ့စကားများတတ်တဲ့ပဋိပက္ခဖြစ်တတ်တဲ့အငင်းခုံများတော်လျှော့ရမယ် ဒီကာလအတွင်းငွေကြေးများစွာမြုပ်နှံခြင်းလုံးဝမလုပ်ရနဲ့မြုပ်လိုက်ရင်အကုန်လုံးရှုံးသွားနိုင်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေကိုရအောင်လှုပ်လို့ရတယ်ဒီချိန်မှာရပိုင်ငွေတွေပြန်လဲတောင်းဆိုမလွဲသေးကြပါဘူးရမယ်ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။တရနေ့ကတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်နေ့ဖြစ်တဲ့နှစ်ရက်နေ့မှာအရာရာဆင်ပြေမယ်၊ကံကောင်းခြင်းရှိမယ်။ဒါပေမဲ့မတော်ဆနေကူးဆန့်ရမယ်၊တောင်ရက်ကုန်တီသွားစရာနေ့ဖြစ်တတ်တယ်။နေ့စရနိုင်တဲ့တန်တိုင်းခွဲကြွသတိထား။သုံးရက်နေ့မှာတော့ဝေးကြီးကိစ္စ၊လုပ်ငန်းကိစ္စ၊စီးပွားရေးရာကံဖျားဖျား အလုံးစုံကောင်းခြင်းတိုးတက်ခြင်းနဲ့ကံမြတ်မားခြင်းတွေကိုရရှိနိုင်တယ်။လေးရက်နေ့မှာရန်တိုက်ကနေနဲ့ရှင်ပြီးလုံးဝမှာအခက်အခဲကြုံမဲ့ပြီးမှငွေကြေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမဲ့၅ရက်နေ့မှာမှန်းနာနဲ့လက်တွေကမဲ့ဒါပေမဲ့ကိုလို့ချင်တာကိုရဲတင်းနေလို့အဆုံးပိုင်းမှာအဆင်ပြေသွားမယ်။၆ရက်နေ့ကရပယ်ခွင့်နဲ့ပြန်ရမယ်ဆုံးဖြတ်ချက်မှန်မယ်အရာရာတိုက်ခံကြတဲ့ထိုးပေါက်ပြီးလောက်ကန်နိုင်တဲ့ရှင်းပြောက်ရက်ကိုဥတီသွားစဉ်ညကူးဆက်ရမယ်မနေ့ လေးနိုင်ခွဲနဲ့၆နိုင်ကြာသွားလာကြည့်ဆက်ရမယ်ခုနှစ်နှစ်မှာအတိုက်ခံအားလုံးကိုကြော်ပြီးလိုရာပြည့်စုံနိုင်တဲ့ဘဝတိုးတက်ခြင်းရဲ့ကံနှစ်သာရကိုကြုံမယ်ကြာသာပင်းနေပုံထူးနေတနေ့လာနေမွေးစုတွေကောင်းတယ်ကိုကိုချိုးပေးလိမ့်မယ်တနေ့ကတွင်ရင်ကမွေးစုများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်တယ်ငါခွန်ကိုကနန်းနေချိုးပေးတယ်အစိမ်းရောင်ဖြစ်ရောမိခွန်ရောင်ဝှက်ပြီးလိုရာကိစ္စဆောင်ရွက်ပါအဖြစ်အပျက်ပန်းဝင်ဖျားတဲ့လိုရာဆောင်တာပြုဇာနာပြည့်စုံနေမယ်ကျေးဇူးတင်ပါတယ်